ကဲမင်္ဂလာပါမျိုးတို့ကြီးပြီးခဲ့တဲ့ပတ်ကတော့เนาะထွက်တာတွေရတဲ့ဗျမ်းမလာတွေကိုထွက်ချသွားတော့ကျွန်တော်လည်းဘလို့မှမလုပ်တတ်တော့ဘူးဖြစ်သွားပြန်เนาะအဲ့တော့သူကဗျမ်းမလာတွေထွက်သွားတဲ့အခါကျတော့ကျွန်တော်တို့က20 cycle လေးတို့နည်းနည်းကျွန်တော်လည်းထပ်ရှာတယ်ရှာတဲ့အခါကျတော့ခါတဲ့ကကျွန်တော်3မိနစ်ပြင်တွက်တယ်အခုကကျွန်တော်2ပြင်ပြင်20 cycle လေးတခုတော့တွေ့တယ်အဲ့ဒီ20 cycle နဲ့ကျွန်တော်ကနန်းထုတ်ကြည့်မယ်เนาะကြိုက်ချင်တဲ့ယူမကြိုက်ချင်တဲ့မယူပါနဲ့ဗျာเนาะအဲ့တော့ကျွန်တော်တို့2ပြင်ပြင် cycle လေးကိုတော့ကျွန်တော်တို့က ဟိုကီးတုံးလုံးပေါ့နော်အဲ့ဒါနဲ့ထုတ်မယ်ကျွန်တော်တို့နောက်ကပေးနေကြထိတ်စည်းနဲ့ကစားကတ်ကစားမယ်ဗျာဒါပဲနော်ကဲအဲ့တော့ကျွန်တော်တို့20လေးစလိုက်ကြအောင်ဗျအဲ့တော့49ကျားစမယ်ဗျ၄3 9 3 9လေ၃ည၉၃ညပြီးတော့၃၃ည၁၁၃၃ည၁၁ဆိုဒီလိုမျိုးထွက်ထားပါရဲ့ဗျအဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုတွက်မလဲဆိုတော့အခါကျတော့ဒီ၃ညရဲ့ဒီနှစ်ကပေါင်းနှစ် ဒီနှစ်နဲ့ထပ်ပေါင်းတော့လဲနှစ်ပါပဲတဲ့နှစ်နှစ်ပြီးတော့စီနီယာယူမယ်နှစ်3 4နှစ်3 4ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်းနဲ့မအောင်ပါဘူး6နှစ်6နှစ်တဲ့6နှစ်မှာကျွန်တော်နှစ်တပြားထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့နော်နောက်တစ်ခါ3 4အဲ့မှာကျွန်တော်တို့ခုပြောကြရှိရပေါ့နော်ဒီရှင်းနှလုံးဒီ main နော်ရှင်းနှလုံးဒီ main ဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ main ရကျွဲဆွဲများပါတယ်နော်ကျွန်တော်သတိထားကြည့်ခါမှာတပင်းသားလင်းကျွန်တော်တို့ကီးအနေနဲ့ဆွဲသွားပါတယ်နော်အဲ့အဲ့တော့နောက်တစ်ခါ၄3 1 4 3 1 6 5 1 6 6 5 1 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်3ရဲ့တိကျပေါင်းတော့၄၄နဲ့၄နဲ့ပေါင်းတော့၈ ရှိပြီးတော့9ကိုပြီးတော့3ည8 9 3ညဆိုရယ်နဲ့မှာ8 9ဒီ main main key ဖြစ်ပါတယ်တဲ့အဲ့8 9 3ညဆိုရယ် key တုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရယ်ကကျတော့8 8 8တဲ့8တမှာကျွန်တော်တို့ main key တုံးထိပ်ပြီးတော့9လေး9လေးမှာလဲကျွန်တော်တို့ main key တုံးမဲထပ်ထိတာကိုတွေ့ရမှာဖြစ်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်ပြောချင်တာက main key ကိုတကကနန်းကိုကျွန်တော်တို့တည်ထိုးမယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးပေါ့ဟုတ်လားကဲနောက်တစ်ပြန်တွေ့ပါမယ် တိရှိရှိလေးရှင်ငါးငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွေ့မယ်ဆိုရင်ရှင်းနဲ့ငါးနဲ့ပေါင်း3 3နဲ့4နဲ့ပေါင်းခွန်ခွန်ရပြီးတော့ရှစ်ရှစ်ပြီးတော့9ခွန်ရှစ်9ဆိုရင်ကီးသုံးလုံးရပါတယ်တဲ့အဲ့မှာခွန်ရှစ်ဒီ main key ဖြစ်ပါတယ်တကယ် main key ကဆွဲသွားသလားကျွန်တော်ကိုဟိုအရန်ကြီးကဆွဲသွားတာကြည့်တဲ့အောင်အဲ့မှာ ရှစ်ရှစ်တဲ့ဟောရှစ်ရှစ်တဲ့နော်ရှစ်ရှစ်မှာကျွန်တော်တို့ main key ကနေပြီးတော့ဆွဲသွားပါတယ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြန်ကိုကြည့်ပါမယ်၄တုံညာတုံညာတုံညာ၄တုံညာတုံညာ၃၅၈၆တင်း၅၈၆ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့ဒါကိုတွက်မယ်ဆိုရင်တုံညာရဲ့၈ကဲပေါင်းတော့၈တုံညာနဲ့ထပ်ပေါင်းတော့လည်း၈ပါပဲတဲ့ ရှစ်ပြီးတော့ကိုကိုပြီးတော့၃ည၈၉၃ညဆိုရင်ကီး၃လုံးရပါတယ်အဲ့ကီး၃လုံးမှာ၈၉ဒီ main key ဖြစ်ပါတယ်တဲ့ကဲကျွန်တော်တို့အဲ့မှာကြည့်လိုက်ရအောင်ဘာတွေထွက်သွားသလဲဆိုတဲ့ခါကျတော့၆၉တဲ့ဟော၆၉မှာ main key ကိုဆွဲပြီးတော့အောင်ခဲ့ပါတယ်၅၃၅၃မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲအဲ့မှာကျွန်တော်တို့အရန်ကြီးဘာကြောင့်ထွက်ရတာလဲဆိုတဲ့အပင်အပင်ကိုကျွန်တော်ပြပါမယ်။နော်နှိမ့်ဆိုရင်ကျွန်တော်1ချိန်အနေနဲ့အောင်သွားလို့ရတယ်။ဒါပေမဲ့1ချိန်အနေနဲ့သွားမယ်ဆိုရင်ကျွန်တော်တို့က မအောင်နိုင်ပါဘူးအဲ့ဒီမှာအောင်ရင်အောင်မအောင်ရင်နေဆိုရင်ကျွန်တော်ရှေ့နှလုံးနဲ့ပဲဝမ်းကျင်းအနေနဲ့ကစားသွားလို့ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်6953ပြီးသွားတဲ့အခါကျတော့65 35 5456 5456ဆိုပြီးတော့အဲ့လိုကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့9နဲ့ပေါင်းတော့9အဲ3ည3ည9နဲ့ပေါင်းတော့9ပါတဲ့9ရဲ့6ခွန်းဆိုတော့ ကီးသုံးလို့ရပါတယ်တဲ့ခါတိုင်းနဲ့ဆိုရင်9 6ဒီ main key main key ဒါလေးဆွဲရမယ်တိုးတော်ညာနဲ့ main key နဲ့မဆွဲဘဲနဲ့အရန် key ဖြစ်တဲ့ခွန်ကိုဆွဲပြီးတော့တစ်ခွန်နဲ့နောက်တစ်ခါခွန်လေးတဲ့ဟာအဲ့မှာအရန် key ကြီးပဲညာအောင်မနဲ့ကိုဆွဲသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အရန် key ကလည်းမထည့်လို့မရဘူးလို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်နော်ကဲနောက်တစ်ပြန်ထွက်ပါမယ်3866 3866 လေးလေးသုံးညသုံးညဆိုပြီးဒီလိုမျိုးရပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၈နဲ့၃ညနဲ့ပေါင်းတော့၈၆နဲ့ပေါင်းတော့၄၄ပြီးတော့၅၅ပြီးတော့၆၄၅၆ဆိုတဲ့ key သုံးလုံးရပါတယ်တဲ့အဲ့မှာ၄၅ဒီကျွန်တော်တို့ main key ဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့က main key နဲ့ထိမထိကြည့်တယ်ရအောင်၃ညာ၅၃ညာ၅တဲ့ဟော၃ညာ၅မှာ၅တလုံး main key ထိသွားပါတယ်၃၉တဲ့၃၉မှာတော့ကျွန်တော်တို့မထိပါဘူးဗျနော် ဲနောက်တစ်ပြင်ဆက်ကြည့်ပါမယ်ခုံည၈၄3 8 2 2 3 6 9 2 3 6 9အဲ့လိုကျွန်တော်တို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်၈6နဲ့ပေါင်းတော့၄၄နဲ့၄နဲ့ပေါင်းတော့၈ရှိပြီးတော့9 9ပြီးတော့3ည69 3ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2ခွန်းနဲ့မအောင်ပါဘူး2 ရှစ်သုံးရှစ်သုံးနော်အဲ့ဒီမှာလဲကျွန်တော်တို့ main key ရှစ်ကိုပဲထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြန်တွက်တွက်ပါမယ်5 6 9 5 6 9 5 9 6 9 5 9 6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  9 သုံးပြီးတော့၄၄ပြီးတော့၅၃၄၅ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာ၃၄ဒီ main key ဖြစ်ပါတယ်တကယ်ကြည့်ရအောင်ဘယ်ကီးနဲ့ထွက်သွားတယ်ဆိုတဲ့အခါကျတော့၄၃ညတဲ့ဟော main key ၄ကိုဆွဲပြီးထွက်သွားပါတယ်၉ရှေ့တဲ့၉ရှေ့မှာကျွန်တော်တို့မအောင်မအောင်ပြကျွန်တော်တို့ပြန်တွက်ပါမယ်နေ့၄ရှေ့နေ့၄ရှေ့၆၃၉၉၆ 3 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့6နဲ့ပေါင်းတော့3 8နဲ့ပေါင်းတော့8ပါတဲ့နော်8 9 3ရဆိုတော့ကီ3လုံးရပါတယ်တဲ့အဲ့မှာ8 9ဒီကျွန်တော်တို့ main key ဖြစ်ပါတယ်တဲ့ကဲဘယ်ကီးနဲ့ဆွဲသွားသလဲဆိုတာကြည့်ရအောင်18တဲ့ဟော18ဆိုတော့ main key 8ကိုဆွဲသွားပါတယ်နောက်တစ်ခါ11တဲ့11မှာတော့ကျွန်တော်တို့မအောင်မအောင်ပြကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတနင်္လာနေ့အတွက်တွက်လိုက်ရအောင်ကိုလီ ကိုလီကိုလီတဲ့နော်တော်တော်ရုပ်ပြက်ဆင်းပြက်တွေကိုလှုပ်ချသွားပါဗျနော်ကိုလီကိုလီနောက်တစ်ခါလေးကိုခွန်လေးတဲ့နော်ဟိုင်းမှာလေးတွေပဲဘလူးပြောင်းဆွဲသွားတယ်ဗျနော်အဲ့တော့ကျွန်တော်တို့ဒီမှာ၄နဲ့ခွန်နဲ့ပေါင်းတော့၁၁နဲ့၄နဲ့ပေါင်းတော့၅၅ရဲ့6ခွန်နဲ့အဲ့တော့၅6ဒီမင်းကြီးပါတဲ့ကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကခတိုင်းပေးနေကြထိတ်စီးတီနေနဲ့ကျွန်တော်တို့စဉ်းစားလဲရအောင်နော်ကြီးထိတ်ပေါ့နော်ခတိုင်းပေးတဲ့ကြီးထိတ်ကလေးနဲ့ကျွန်တော်တို့စဉ်းစားအောင် ဲ့တော့ကျွန်တော်တို့ကီးထိတ်ကဘာရတဲ့အနောက်မှာပဲပြလိုက်မယ်ဗျာနော်အနောက်မှာလည်းဒီဖြစ်ဟာကြီးတွဲအောင်မှာဆိုကီးထိတ်ကီးထိတ်ကိုတော့ကျွန်တော်ပြန်ပေးပါမယ်နော်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့တော်တော်ဖောင်းဖြစ်တဲ့သွားတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့တရက်နှစ်ရက်ပြတ်သွားပါနော်နှစ်ရက်ပြတ်သွားတာလွယ်လို့ကျွန်တော်ကမပြတ်ခဲ့တဲ့အတွက်ကီးထိတ်ကိုပြန်ကစားပါမယ်အဲ့မှာကျွန်တော်တို့ကဘာကီးထိတ်ရတဲ့လဲဆိုရခါကြတော့၄နှစ် ခွန်မှာတဲ့เนาะကီထိတ်က၄နှစ်ခွန်ခုနကီးကကျွန်တော်ကီးရပါလေ96ခွန်တဲ့96ခွန်အဲ့တော့ခွန်ကဘိုင်ဖြစ်မလားကျွန်တော်တို့စဉ်းစားရမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီတိုင်းဒီဘက်ကတ်ကြည့်မယ်၄9 6 6 4 9 9 6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  ခွန်ကခွန်ချခွန်ချခွန်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်အဲ့တော့ခါတိုင်းပေးနေကြ break လေးကိုကျွန်တော်ဆက်ပြီးပေးပါမယ်เนาะခါတိုင်းပေးနေကြ break က3တိဖြစ်ပါတယ်တဲ့6 6တဲ့เนาะအဲ့မှာ3တိဒီ main break တဲ့အဲ့ဆို3တိနဲ့ပတ်သက်တာဆိုကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုရင်3 break ဆိုတာပဲရှိတယ် အဲတစ်ပရိတ် ကတော့ဒီမှာပါလဲခွန်လေးနော်ခွန်လေးရှိတယ်ကြိုက်ချင်တဲ့ထဲထိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က3တစ်ပရိတ်ဒီ main ပရိတ်ဖြစ်တဲ့86ဆိုတဲ့တပေါက်ထဲပဲကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့မှာကျွန်တော်တို့ပြန်ပြီးတော့3ထားရမယ်တစ်ချက်ကပါလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟိုဟာရတ္တပံမူဒီကတ်တွေပေးထားတာနော်ရတ္တပံမူဒီကတ်တွေပေးထားတာ ဟိုဟာအခုချိန်ဒီလုံးဝအဲ့ဒါဗယံမရာတွေထွက်သွားတယ်ဆိုတော့မှရာဇပတ်မူဒီကတ်တွေဒီမပြတ်ဖဲနဲ့ကျွန်တော်တို့တင်းခံသွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ရာဇပတ်မူဒီကတ်တွေမှာဘာကြီးပြောထားသလဲဆိုတဲ့အခါကျတော့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်လည်းကလန်နာကိုမွေပြတော့နော်ပြီးခဲ့ပါဒီမှာပိတ်ရရှိရင်ဒါလည်းကျွန်တော်ပြောထားတယ်ပိတ်ရရှိရင်နောက်ပတ်မှာ တင်းနှင်း9ခွန်ရှိအခွေရေဆိုတဲ့အခါကျမှတင်းနှင်း9ခွန်ရှိဆိုတဲ့18ဆိုပြီးကျွန်တော်ထွက်တယ်နော်တင်းနှင်း9ခွန်ရှိဆိုတဲ့အမှ18ဆိုပြီးထွက်တယ်နော်အခုလည်းဒီမှာပိတ်ရရှိထားတဲ့အတွက်နောက်ပတ်မှာလည်းတင်းနှင်း9ခွန်ရှိဆိုတဲ့အခွေရလည်းထွက်နိုင်ကြရှိပါသေးရနော်မှတ်ထားပေါ့နော်1နှင်း9 9 8အခွေနော်ဒီအခွေကကျွန်တော်တို့ထွက်လာနိုင်ပါတယ်နော်အဲအဲ့မှာကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကဘာတွေပေးထားသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ ညက်နေပိုင်း၉ထိတ်တဲ့ညက်နေပိုင်း၉ထိတ်လို့ဒီမှာ၉ထိတ်နော်ဒီမှာ၉ထိတ်လို့ပြီးတယ်၉ထိတ်လို့ပြီးလို့ရှိရင်တဲ့ညက်နေပိုင်း၉ထိတ်လို့ကြာပြီးတယ်၅၃၃၈ဆိုရဲ့ break ကားတဲ့နှစ်ရက်သုံးရက်အတွင်းမှာကြာရပါမယ်ဆိုဒီမှာကျွန်တော်တို့၃ break ၃ break ဆိုစက်ကြရတယ်ဒီမှာညက်နေပိုင်းတစ်ခါ၉ထိတ်ပြန်ပြီးတယ်ဟိုကနော်ဟိုခွန်းဗါလဲ၅၃၃၈ break ကားတဲ့ဒီနှစ်ရက်သုံးရက်အတွင်းမှာကြာရမယ်ဆိုတဲ့အခါမှာကျွန်တော်၄၉၇၁ဆိုပြီးတော့၅၃၃၈ sorry ဒီ break မှာနော်အဲ့တော့၄၉ဆိုပြီးပြန်ကြာတယ်သူဟာလေးကတော့သူ လုံးဝအပြည့်မရှိဘူးเนาะအဲ့ဒါလိုအပြည့်မရှိခဲ့တဲ့အပြင်မှတ်ထားနော်အဲ့ဒါဒီလိုက်မှတ်ထားလို့ရှိရင်အကိုတို့ဟိုကျွန်တော်စီကတ်ဝဲကြရမလို့ပဲနဲ့ရမယ်ပေါ့เนาะနောက်ကျွန်တော်တို့မနေ့ပိုင်းတိထိတ်စင်ရင်းနဲ့เนาะမနေ့ပိုင်းတိထိတ်စင်ရင်းနဲ့6တိ4ကိုဆိုရယ်ပြိဋ္ဌာန်ဟာတုံး3ရက်အတွင်းမှာစင်ရမယ်ဆိုတော့လည်းမ81ဆိုပြီးစင်တယ်เนาะအဲ့မှာမနေ့ပိုင်းတိထိတ်စင်နေဆိုအဲ့ဒါအဲ့ဒါလေးဒီလုံးဝပြတ်မသွားခဲ့ဘူးကောင်းပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ပြန်ကြည့်မယ်ဒီကနေ့ပြန်ကြည့်မယ်ဆိုတာကဘာကိုကြည့်မလဲဆိုတော့အခါကျတော့ ဘာပြန်ကြည့်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မနေ့ပိုင်း၄ထိပ်တဲ့နော်မနေ့ပိုင်း၄ထိပ်ဆင်းပြီးသွားရင်တဲ့ကျွန်တော်ရဲ့မူဒီကတ်ထဲမှာ၄ထိပ်ဆင်းပြီးသွားလျင်တဲ့2.4ကိုပြည်ရ3ရက်တွင်ထွက်ပါတယ်တဲ့ဩဗာလဲဒီတော့ဒီအောင်မှရေးမယ်နော်2.4ကိုဘရိတ်ဟာတဲ့၃ရက်တွင်ထွက်ပါတယ်တဲ့နော်အဲ့ဒီမှာတဲ့ကျွန်တော်တို့ break to break ဆင်းပြီးသွားရင်လေတဲ့2.4ကိုဘရိတ်က၃ရက်တွင်ထွက်ထက်ထွက်ပါသေးရဲ့တဲ့ဆိုအဲ့မှာဒီမှာ break to break ကလည်းရှိနေတယ်နော်၃ break ၃ break ၃ break ဟုတ်လား အဲ့တော့ break to break ထွက်ရမယ်ထွက်ပြန်တယ်တဲ့2.4ကိုဆိုတဲ့ break က3ရက်တွင်ဆင်းနိုင်ပါတယ်တဲ့နော်ဟုတ်လားခုန2ချက်ရှိပါရင်နော်အဲ့ဒါလေးတွေကကူးထားမယ်ဆိုရင်ဟို live မှတ်ပြီးကူးထားမယ်ဆိုရင်ကျွန်တော်တို့အသုံးတည့်ပါတယ်ဗျနော်နောက်တစ်ခါပိတ်ရက်ရှိရင်လည်း3ရက်တွင်မှာ2.4ကိုဆိုတဲ့ break ကတဲ့ထပ်ပြီးထွက်နိုင်ပါသေးတယ်ဟောပိတ်ရက်ကပြီးခဲ့တဲ့ဘက်ကကျွန်တော်ပိတ်ရက်ရှိထားတဲ့အတွက်2.4ကိုဆိုတဲ့ break ကကျွန်တော်တို့3မျိုးတောင်တိုက်ဆိုင်နေတယ် ဲ့တော့၃မျိုးတောင်တိုက်ဆိုင်နေတဲ့အတွက်ကျွန်တော်တို့ကဒီမှာ2.4ကိုပရိန်းနဲ့ပတ်သက်တာလေကျွန်တော်မချန်ရဲဘူးเนาะ၃၃မျိုးတောင်တိုက်ဆိုင်တာအတွက်ကျွန်တော်ဟို၃ရက်တွင်ထွက်မယ်ဆိုတော့ညာလေဂျားလက်ကောင်မှာကျွန်တော်တို့ဒီတရက်ကိုထီကနေဆိုထွက်မသွားနိုင်ဘူးလို့မပြောနိုင်ဘူးဘာသူက၃ချိန်တော့အမှန်ပြအောင်မှာဟိုเนาะအဲ့တော့ကျွန်တော်တို့ဒီမှာအဲ့တော့၄ကိုပရိန်းဒီလေကျွန်တော်တို့ကထည့်စဉ်းစားရမယ်၄2 9เนาะအာဒီဒီအပူရတော့ကျွန်တော်မကြိုက်ဘူးထိုင်နေထိုင်မထိုင်နေနေเนาะအဲ့တော့ကျွန်တော်တို့ဒီမှာအားပြိုင်မှုကဘာရှိတယ်ဆိုရင် အဲနော်အပြိုင်မှုလေးတွေပါရှိတယ်ဆိုရင်တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်6ကွက်ဟုတ်ပြီ6ကွက်မှာကျွန်တော်တို့ကခုနကျွန်တော်တို့ပြောတယ် main brake တွေနဲ့ main key တွေနဲ့ထိတာဆိုတော့ main key ထိတယ် main key ထိတယ်ဟာ main key ထိဟောဒီကောင်တခုလေးခွန်ချမ်းပဲနော်လေးခွန်ချမ်းပြီးတော့ကျွန်တော်တို့၄၅အဲ၄၅ရယ် ၄၅ရယ်၂၅ရယ်ကျွန်တော်က၄ခွန်တောင်မင်္ဂမကြိုက်လို့ပြန်ခြံထားခဲ့တာနော်ကြိုက်ရင်ထဲလို့ကျွန်တော်ဘာတောက်ကြံနေမှထွက်တာလို့ဒါမထွက်ပေါအောင်လို့တော့ကျွန်တော်ပြောလို့မရဘူးအဲတော့၄၅ရယ်၂၅ရယ်နောက်ပြီးတော့၂ခွန်အဲ၂ခွန်အထက်ကြရမလို့၂ခွန်လည်းအမိန်မထီဘူးနော်ခွန်၅ရယ်ခွန်၅ရယ်ခွန်၆ပဲအဲ့တော့ဒီ၄ခွက်ကိုကျွန်တော်အနေနဲ့အကြိုက်ဆုံးတင်ပြီးကစားမှာဖြစ်ပါတယ်နော်အမျိုးလို့လည်းအကြိုက်တွေနော်ယူ အကြိုက်မတွင်မယူနဲ့နော်အဲနောက်တစ်ခုကျွန်တော်တန်းတန်းကတော့ပြီးခဲ့ဘက်ကဗျမ်းမလာတွေထွက်သွားတဲ့အတွက်ဒီတစ်ပတ်တန်းမှာလုံးဝမအောင်မြင်သွားပါဘူးဒါကတော့ကျွန်တော်ကျွန်တော်ဟိုဟာအဲ့တော့ဒါပေမဲ့မအောင်မြင်သွားတော့ညာလဲဆက်ပြီးထိုးကျင်တဲ့လူတွေအတွက်ကိုကျွန်တော်တန်းလေးပြပါမယ်နော်အကြိုက်ဆက်ထိုးကျင်တဲ့လူတွေယူဖို့နော်မထိုးကျင်တဲ့လူမယူနဲ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဗားရှိတဲ့လေဆိုတော့အပေါ်တန်းက8 1 6 9အောက်တန်းက6 3 6 เนาะအဲ့တော့6183ဆိုပြီးဒီလိုမျိုးရှိပါတယ်เนาะဒီကောင်နေလည်းတော့မကိုက်ညီသေးပါဘူးအန်ဒါပေမဲ့ကြိုက်ရင်ထိုးပေါ့เนาะကြိုက်ရင်တက်လူယူနိုင်ဖို့ကျွန်တော်ပြခြင်းပဲဖြစ်ပါတယ်ကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗူဒီဖိုင်ဒီကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံပြီးလीเนาะအဲအဲဒီနေရာမှာကျွန်တော်နည်းနည်းလေးစကားဆူတောင်းရင်းနဲ့တတိယလေးကျွန်တော်ပြောမယ်နော်တင်းနယ်လာအင်္ဂါမှာတစ်လျှောက်တပြားဆိုတာရှိရတဲ့အတွက်ကျွန်တော်ခွန်6ကကျွန်တော်ပို့ပြီးအားတာတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော် ခွန်6တပြပို့ပြီးအားသာပါခွန်6ကပို့ပြီးအားသာပါတယ်နောက်တကကျွန်တော်တို့ခွန်6တို့2 5တို့ခွန်5တို့ကပို့ပြီးကျွန်တော်ဒီ3ခွက်ကိုပို့ကြိုက်တယ်ဗျနော်တရားဒီ3ခွက်ကိုပို့ကြိုက်ပါတယ်နော်ဒီ4ခွက်ထဲမှာဒီ3ခွက်ကိုပို့ကြိုက်ပါအမျိုးလိုလည်းအကြိုက်တွင်ယူပါနော်ကဲအဲ့တော့စကားလေးဖြတ်ပြီးပြောလိုက်ရတဲ့အဲ့အတွက်နော်ကျွန်တော်ဆူတောင်းလေးတောင်တိုးလို့ဒလန်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ ကုနာပေးထားတဲ့ဆူတောင်းလေးပဲပြေဝပါစေပြေဆုံးကြပါစေအောင်မြင်ကြပါစေလို့ဆူတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါရစေဗျာ